ပြီးခဲ့တဲ့ပိုင်းမှာတော့အဲလီစဘတ်ကိုကယ်တင်ခဲ့ပြီးဒူစီယိုက်ခုနှစ်ပါးကဟန်ရီဆန်ကိုတိုက်ခိုက်နေကြပါတယ်။မြေရောက်ခန်းမှာတင်ထားတဲ့အနီးရောက်နှစ်ဆိုးကိုလည်းအလုံးကတွေ့သွားခဲ့ကြပါတယ်။ဒီရလောင်းကောင်ကနေထုတ်လွှင့်နေတဲ့မော်စွမ်အားကိုဒေးနဲ့မျိုးဆက်တွေတွေမှာတွေ့ခဲ့ရတာနဲ့အတူတူပဲလို့မယ်လီယိုဒက်စ်ကပြောလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်20နဲ့တငယ်တော်ဦးထဲမှာဒီလောင်းကောင်ကိုတွေ့ခဲ့တဲ့ကအရာအလုံးစားတင်ခဲ့တာပဲလို့ဟန်ရီဆန်က ပြောပါတယ်။ဒီအနီးရောက်နှစ်ဆိုးကအန်အော်လောင်းအောင်စွမ်းတွေကိုပေးပြီးမျိုးဆက်ဟောင်းရောမျိုးဆက်တွေတွေရဲ့တွေ့နေပါနှစ်ဆိုးတွေနဲ့ပေါင်းဆက်ပြီးတူဟာဆန်ရမ ှုများကြီးလုပ်ခဲ့တယ်လို့ပြောပါတယ်။အဲ့ဒါအပြင် Black Magic တားမြစ်မော်ပညာဘလို့လှုပ်လှုပ်လဲဆိုတာကိုဘာရှာတွေ့ခဲ့ကအဲ့ဒီရလက်အနေနဲ့သူကနေရောင်နှစိုးစီကစွမ်းအားတွေရနေခဲ့ပြီလို့ပြောပါတယ်။နှစိုးရဲ့စွမ်းအားတွေရနေပြီဟုတ်လား။အဲ့ဒါကြောင့်ပဲမင်းမနိုင်တာအဲ့ဒီကောင်ကိုတက်ခဲ့တဲ့သူကငါမို့လို့ပဲလို့ဘန်ကပြောကဟန်ရီဆန်ကိုဝင်ထိုးလိုက်ပြီးဟန်ရီဆန်တယောက်ဟာမြေကြီးထဲကိုပြုတ်ချသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အနေရောင်နှစိုးလောင်းကိုလည်းပြစီပစ်လိုက်ပါတယ်။ဟန်ရီဆန်ပြုတ်ချသွားတဲ့နေရာမှာလီဒန်ကိုကြားရတာကြောင့်တခြားအခန်းရှိနေအောင်မဲ့ပုံမဲ့လို့ကိုသာကပြောလိုက် က်ပါတယ်။ဒီအနယ်ကလွယ်ပြီးကျန်တဲ့၄ယောက်ကအောက်ကိုခုံစင်လိုက်ကြကာတွေးစော့တွေနောက်ကနေလိုက်သွားကြပါတယ်။မြေခွေးဒုစရိုက်ပန်မင်းရဲ့ကျေးဇူးကြောင့်အနီရောင်နဆိုးရဲ့ဆွမ်းအားတွေကိုရခဲ့လို့ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ဒါကငါရဲ့တစိ့တစ်ပိုင်းပဲ။ငါကမူလခန္ဓာကိုယ်ကိုပြန်အောင်လုပ်ခဲ့တယ်။နဆိုးတွေးလို့ဟာမျိုးနဲ့မဟုတ်ပဲဒီဟာကဘလို့တက်ရှိမျိုးကိုမဆိုးမူလဆွမ်းအားတွေပြန်အောင်လုပ်နိုင်တယ်လို့ဟန်ရီဆန်ကပြောနေခဲ့ပါတယ်။ခေါင်းဆောင်တူနောက်မှာတကူးကူးရှိနေတယ်လို့ကင်းကပြောကာအလင်းရောင်နဲ့ကြီးလိုက်တဲ့အချိန်မှာတော့မိခိုးရောင်နဆိုးတကောင်ကိုတွေးလိုက်ရပါတယ်။ဒီမိခိုး ရောင်နဇိုးကိုလွန်ခဲ့တဲ့နှစ်ပေါင်များစွာကတွေ့ခဲ့တာဖြစ်ပြီးနဇိုးရဲ့ဇီဝတဘောတရားနဲ့မျိုးစိတ်တဘာဝတွေအများကြီးကြံ့နေသေးတယ်လို့ပြောနေပါတယ်။အဲ့ဒီနောက်မှာတော့မိခိုးရောင်နဇိုးရဲ့တွေးကိုထုတ်လိုက်ကအနီရောင်နဇိုးရဲ့ပုံရင်အားကြီးတဲ့မျိုးစိတ်လို့ပြောပြီးသူ့ကိုသူထိုးသွင်းလိုက်ပါတယ်။ထိုးသွင်းလိုက်ပြီးတဲ့နောက်ခန္ဓာကိုယ်ကလင်းရောင်တွေထွက်လာခဲ့ကနဂိုးပုံစံကိုပြောင်းပြောင်းသွားပါတယ်။ဘန်ကအတင်းဝင်တိုက်ဖို့လုံနေလို့မယ်ဒီယိုဒက်စ်ကတားခဲ့ပေမဲ့ကိုနှစ်ပိုင်းပြတ်သွားခဲ့ကနဇိုးတကောင်ပြတ်သွားပြီးဖြစ်တဲ့ဟန်ဒရီဆန်ကိုတွေးလိုက်ရပါတယ်။အပေါ်ဘက်မှာတော့ဂီတန်နာကမြင်းမြတ်စစ်တီတွေအားလုံးကိုအပြစ် ်မှန်တွေကိုရင်းမြနေခဲ့ပြီးမကောင်းဆိုးဝါးဟန်ရီဆန်နဲ့အတူဒူစီယိုက်ခုနှစ်ပါလုံးကပြန်တက်လာခဲ့ကြပါတယ်ဟန်ရီဆန်ရဲ့တာဂက်ကအဲဒီစ်ဘက်ပဲဖြစ်ကဒက်စနိုးဆိုတဲ့နင်းတွေနဲ့တီးမိတဲ့လူတိုင်းကချက်ချင်းကိုတည်ဆုံကုန်ကြပါတယ်မြင်းမြစစ်တီတွေအားလုံးပေါင်းပြီးဟန်ရီဆန်ကိုတိုက်ရိုက်ခဲ့တာတော့မှဘာတန်ရာမမရခဲ့ပါဘူး အဲလီစ်ဘက်ကနိုလာတော့တူးချင်းမှာလူတွေတည်နေတာကိုမြင်နေရပြီးမယ်လီယိုဒက်စ်ကတော့အကောင်းဆုံးကာဝယ်ပေးနေခဲ့ကအင်အားမများတာကြောင့်လဲကျသွားပါတယ်။သူ့မျက်စိရှိမှာမယ်လီယိုဒက်စ်လဲကျတာကိုမြင်ရပြီးတဲ့နောက်အဲလီစ်ဘက်ကငုံနေခဲ့ပါတယ်။ယာမီယိုဆေမိုနိုမီကိုမရှိကောဘူး။ဆိုနိုမီယိုခူရယ် မယ်လီယိုဒက်ဆိုဟန်ရီဆန်ကအနံ့အောင်စွမ်းအနေနဲ့လမ်းပြလိုက်တဲ့အခါဘဒူးမကင်တင်သူမရှိတော့ဘူးလို့ဟန်ရီဆန်ကထင်နေခဲ့ပေမဲ့ဝက်စရာကြီးကပေါ်လာပါတယ်။ဟော့မင်းဘာလုံနေရလဲလို့မယ်လီယိုဒက်ကမြည်တဲ့အခါနင်းနေသွားရင်အဲလီစ်ဘတ်ကလည်းလိုက်တယ်မှာပဲလေ။ဒါမျိုးကိုတော့ငါလက်မခံနိုင်ဘူး။ဒီလိုပြစ်မဲ့မှန်တည်ရင်ငါကျဉ်းကျဉ်လေးတွေများများစားလိုက်ပါတယ်လို့ပြောကာမယ်လီယိုဒက်အစားဟော့ကဝန်ခံသွားခဲ့ပြီးတော့အနံ့အောင်မစွမ်းအနေနဲ့ဒီကတိတ်ဆုံးသွားခဲ့ပါတယ်။ကြီးမားလာတဲ့ပောက်ကွဲမှုမှာဟော့တယောက်ဟာမိကျွမ်းနေခဲ့ပြီးအဲလီစ်ဘတ်ကဟော့ကိုဘက်ကငုံနေခဲ့ပါတယ်။ဟန် ေစံမင်းတကယ်ငါတို့သားကိုစွာပေးလိုက်တာပဲလို့ပြောနေတဲ့အချိန် လင်းရောင်တွေအများကြီးကပြကြလာခဲ့ပါတယ်ကီတန်နာကငါတည်သွားပြီလားလို့ပြောတော့မာဂရက်ကအရင်ကလည်းဒီလိုဖြစ်ခဲ့ဘူးတယ်လို့ပြောပါတယ်အဲ့ဒီတော့ငါဟာကဒါနဲ့ရှင်လိုက်ရင်ဘာမှမဟုတ်ဘူးဖေဖေတူမကိုကူညီဖို့ကြိုးစားရင်းနဲ့တစ်ပင်မော်ကပြုတ်ကြပြီးတန်ရာရီယာတို့ကရောဖရိုနီကတရားပြုတ်ကြတဲ့အချိန်မှာတူမကိုကာကွယ်ဖို့တိခိုက်တန်ရာရာတို့ကရောတူမကတော့ဘာမှမတီးခဲ့ဘူးအဲ့ဒီဒူဂျာကြီးကျယ်တဲ့စွမ်းအားတွေကတူမနဲ့ဆက်ဆက်ပြီးတော့တဲဆောင်လာတယ်ဆိုတာကိုပေါ်လို့မာဂရက်ကပြောပြလိုက်ပါတယ်အခုပြပြနေတာတွေကအဲလစ်ဘတ်ရဲ့2000နဲ့စွမ်း င်းဖြစ်ပြီးတူမမျက်ရည်တစက်ကတရားရီအလုံးကိုပျောက်ကင်းစေနိုင်တာလည်းဖြစ်ပါတယ်တောင်ကုန်းပေါ်မှာမတည်သေးတဲ့ပရိုနီကာကိုလည်းတွေ့ရမှာဖြစ်တယ်တမန်တော်နသမီးရဲ့ခန္ဓာကိုယ်မှာစီစဉ်နေတဲ့တွေ့ရီကနိုးထလာပြီလားလို့ဟန်ဒရီဆန်ကလည်းပြောနေပါတယ်အဲလီဇဘက်ရဲ့ခန္ဓာကိုယ်ကအယောင်တွေတောက်ပနေခဲ့ကညာဘက်မျက်လုံးကလည်းပုံစံပြောင်းနေခဲ့ပါတယ်ဟန်ဒရီဆန်ရှင်မာရီဖြစ်သွားတာလဲမြင်းမြစစ်တီတွေကိုတိစားပေါက်ပြီးတော့လူတွေများကြီးကိုတတ်ခဲ့တယ်ဒီလောက်ဖြစ်စီတက်ဖြတ်ပြီးတော့ရှင်လိုချင်တဲ့ຢာကပါလဲလို့အဲလီဇဘက်ကမိလိုက်ပါတယ်နဇိုးမျိုးနွယ်ကိုပြန်တက်တွင်ပြီးဟိုလီဝါမှာ ငါတို့ကိုချိန်ပေးခဲ့တဲ့မျိုးနယ်လေးခုကိုပြန်လည်စားချိန်ဖို့ပဲလို့ဟန်ရီဆန်ကပြောနေခဲ့ပါတယ်ဒီလိုပြောနေတာကဟန်ရီဆန်မဟုတ်ဘူးလို့ပြောကာတူကနာကိုတည်းမှတခုခုရှိနေတယ်လို့မယ်လီယိုဒက်စ်ကပြောလိုက်ပါတယ်အဲ့ဒီလိုလို့ဖို့တမန်တော်နာသမီဖြစ်တဲ့မင်းရဲ့တွေးကိုလိုအပ်တယ်လို့ပြောကာနောက်တစ်ခေါက်ထပ်ပြီးဒန်နီဘူလာတိုက်ခွက်ကိုထုတ်တုံလိုက်ပါတယ်ဒီတခါမှာတော့တပီးတော့မလုပ်ပါနဲ့တော့ဆိုကာအဲလိဇဘက်ကဒူဆွမ်းတွေအားလုံးကိုပြန်ချက်ပစ်လိုက်ပါတယ်အဲလိဇဘက်ရဲ့ဆွမ်းကြောင့်တန်ရာရနေသူတွေအားလုံးလည်းပြန်ကောင်းသွားကြပြီးသူမရဲ့ဆွမ်းကတတိုင်းပြည်လုံးကိုလွှမ်းခြုံထားပါတယ်အဲလိဇဘက်က တော့တူမမလှုပ်လိုက်မှမတီးပေမဲ့တရရသူတွေအကုန်လုံးကတော့ပြန်လဲရှင်တန်လာခဲ့ကြပြီးတိုက်ပွဲနေရာတစ်ခုလုံးကပန်းကင်းကြီးဖြစ်နေခဲ့ပါတယ်တမန်တော်ရဲ့စွမ်းအားကတိတ်ဆုံးမိသားလူတွေကိုတော့တပ်ပြန့်ရှင်အောင်မလုပ်နိုင်ခဲ့ပါဘူးအဲ့ဒီတဲမှာဟောကျန်လဲပါဝင်ဖြစ်ပါတယ်ဒန်ယာမြင်းတန်ရာထားတဲ့ဟန်ဒရီဆန်ကိုမြင်းမြစစ်တီတွေအားလုံးကတားဆီးဖို့ကြိုးစားခဲ့ပေမဲ့ကြောင်မဲဖွဲ့ရာစွမ်းအားကြောင့်မလုပ်နိုင်ဖြစ်နေခဲ့ကြပါတယ်ပင်ပန်းသွားတဲ့အဲလီစဘတ်ကိုတော့မာဂရက်ရဲ့လက်ထဲကိုထည့်ပေးလိုက်ပြီးမယ်လီယိုဒက်စ်ကဟန်ဒရီဆန်ကိုတိုက်ခိုက်လိုက်ကအားလုံးကိုဒူဒူဒူစရိုက်ခွန်းနဲ့ပါရှိနေ တရွေ့လက်မလျော့ချနဲ့လို့ပြောလိုက်ပါရယ်